အားလုံးပဲမင်္ဂလာပါရှင် K Cartoon Story Channel နဲ့မှကြိုဆိုလိုက်ပါရရှင်ဒီနေ့ပြောပြပေးခြင်းတဲ့ပုံမြင်လေးကတော့ညံကောင်းလုံးနဲ့ဖူးရွှေရုံဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါရရှင်တခါကတုံးကြီးတူရဲ့မှာတိစံမျိုးစုံမိခံကြရတဲ့အဲ့ဒီတိစံမျိုးစုံထဲမှာယုံလေးတွေလည်းရှိကြတဲ့ယုံလေးတွေဟာသူတို့မျိုးစုပေါင်းရတဲ့နေရာမှာနေထိုင်ကြပြီး တုံးကြီးအတုံးမှာရင်းနေကြစားနေထိုင်ကြတယ်အဲ့ဒီမျိုးအဆူတွေမှာခေါင်းထိတ်ကအနေရောင်ကလေးနဲ့ရုံကလေးတစ်ကောင်လည်းရှိတယ်သူကထင်းချာချာဖြစ်တာကြောင့်သူ့ကိုတင်းပြရတာမမြင်ပြချကြတယ် ထိုင်းနိုင်ငံမှာမြန်မာညာနဲ့ပြည်စုံတဲ့ယုံကြည်ကြောင်ဖြစ်ပါတယ်။တနည်းနည်းပြောမှာတော့ထိုင်းနိုင်ငံဟာတောကြီးမြန်မာနဲ့မှာအစာရှာဖွေစားတောက်ရင်သူတို့ရုံအုပ်စုနဲ့ကွဲပါသွားပြီးတကောင်နဲ့မျက်စိနဲ့နားမနေတော့ရဲ။ဒါပေမဲ့ထိုင်းနိုင်ငံကလေးကစိုးရိမ်တော့ကားရဖြစ်မနေရဲ။မျက်ခင်းစင်းစင်းဆိုဆိုကြရဲမှာမျက်လုံးကြီးကိုကိုင်ဖင်စားတောက်လိုက်အနည်းနာမှရှိနေတဲ့ စံချောင်းမီတွေကရေကြီးရေအေးတွေကိုတောက်တုံးလိုက်နဲ့ပျော်ရွှင်ကြည်နွနေတဲ့ကွယ်ဒီအချိန်မှာထိတ်နက်ကလေးချက်ဆောင်နေတဲ့မျက်ခင်းစိမ့်နဲ့မှန်လမ်းမကန်းမှရှိနေတဲ့မျက်ရည်ချီတွေကနေကြားချီတကောင်ရုတ်တရက်ထွက်ပေါ်လာပြီးထိတ်နက်ကလေးကိုခုံအုပ်ဖမ်းဆီးလိုက်ပါတယ်ကြားချီရဲ့အလစ်ဝင်ရောက်ဖမ်းဆီးခြင်းကိုခံလိုက်ရတဲ့ထိတ်နက်လည်းအလွန်ကြောက်ရွံ့တုန်လှုပ်သွားတာပေါ့ဒါပေမဲ့အရာရာကို မှန်မှန်ကန်ကန်စဉ်းစားတွေးခေါ်တတ်တဲ့ထိနှံလေးဟာကြောက်စိတ်ကိုအချိန်မီဟန်ဆောင်ဖုံးပြလိုက်ပြီးကြားကြီးရဲ့လက်ကလွမြောက်ဖို့နီလန်းကိုရှာကြံစဉ်းစားလိုက်ပါတယ်။အဲ့ဒီအခါကြားကြီးကဟေးရုံပေါ်စာလေးငြိမ်းလာကြည့်လားကွာမင်းဟာငါတလုံးစားတော့မရှိပေမဲ့မင်းအသက်ကိုလူငင်းချမ်းသာကိုမပေးနိုင်တာဝမ်းနေပါရဲ့ကွာ။ ဒီနေ့တနေ့လုံးငါဘာသာမှမစားရသေးဘူးကွာ by alone ဆိုင်ဒီဒီချိန်မှာကြွတကောင်ဖမ်းမိရင်လည်းအစာပြေအောင်စားပြရမှာပဲဒီတော့ကြွတကောင်ထက်အကောင်နည်းနည်းကြီးရဲ့မင်းကိုအစာပြေစားတော့ပြီးတားကောင်ကြီးကြီးဖမ်းမိကိုတော့နဲ့ကြီးတဲ့ပွားရမယ်ကွာဟုဂျာကြီးကပြောလိုက်ပါတယ်အဲ့ဒီတော့မှထိနှက်ကလေးကဂျာကြီးကိုပြန်ပြောလိုက်ပါတယ် ဒီမှာဦးကြချင်းခမားချင်းရဲ့စားလောင်မှုတိတ်မှုကိုမကန်စားနိုင်ဘူးဆိုရင်ကျုပ်ကို အခုချက်ချင်းစားပြစ်လိုက်စမ်းပါကျုပ်ကအစားခံမှုဝင်မလေးပါဘူးဗျာဒါပေမဲ့တခုတော့တတိပေးလိုက်ပါရစေကျုပ်ကိုစားပြီး ဒီလားပြင်းနဲ့ညမှာပဲခမရလဲချို့လိုအဖြစ်မျိုးနဲ့တေးရလိုက်မယ်ဆိုတာဆွေဆွေမြင်းမြင်းမှတ်ထားလိုက်ပြီးတော့ဦးကြာကြီးရေလို့ပြောလိုက်တဲ့ဦးကြာကြီးကလောင်ပြောင်ရေမောပြီးဟေးရုံကလေးရေတေးရမှာကြောက်ပြီးပြောမလို့စမ်းမနဲ့ကွာလို့ပြောလိုက်တဲ့အဲ့ဒီကထိန်းကက ဟုတ်ပါရဲ့ဦးကြကြီးရဲ့ကျိုးအဖိုးယုံကြည်ကလာပိတ်မှန်မှနေတာဗျာသူဝနာမှာလူသားအဖိုးကိုချီးလဲရှိတယ်ခမရဟာလာစမ်းရက်နဲ့လာပြင်းနေညမီမှာမိုးကောင်းခင်ကြီးကိုမုံမကြည့်ဘူးလို့ထင်ပါတယ်ငါအတွက်တားကောင်းမရှိတဲ့အဲ့မိုးကောင်းခင်ကြီးကိုဘာဆိုင်လို့မောကြည့်ရမှာလဲကွာဒါဆိုရင်မိုးကောင်းခင်ကြီးဘုကလာပိတ်မှန်မှရှိတဲ့ယုံဖိုးကိုမမြင်ဘူးဆိုတာတိကျသွားပြီပေါ့ ီလိုပြောနေချိန်မှာပဲမောင်ကြီးပြုံးစားအချိန်ဖြစ်နေတော့ဗာပြည့်ဝင်းကြီးရဲ့အလင်းရောင်ကစတင်ပေါ်ထွက်လာပြီပေါ့ပဲဟောခုမှဗာပြည့်ဝင်းကြီးတော့ပေါ်လာပြီမကြခင်မှာသူပြောတဲ့စကားမှန်နေဆိုတာခမားကြီးလက်တွေ့မြင်တွေ့ပြီးနားလည်လာနိုင်မယ်အရှိမဲမိုးကောင်းကင်ကထွက်ပေါ်လာတဲ့လာမင်းကြီးကိုကြည့်လိုက်ပါဦး ထိန်းနဲ့ကလေးကကြာကြီးကိုစကားနဲ့အယုံသွန်လိုက်တယ်။ဒီအခါကြာကြီးကမယုံတော့ဝဲယုံတော့ဝဲနဲ့စဝေးစဝါဖြစ်နေပြီးလာမင်းကြီးကိုလမ်းမြကြည့်ရှုကတွေ့ဝေသားတဲ့ကွယ်။ထိန်ထိန်သားလေးလာပြီမင်းကြီးကိုကြာကြီးကတိတိကျကျအကဲခဲကြည့်ရှုလေးလာပြီးအနေငယ်အော်တော်တော်တဲ့ဒီခွန်ရင်းကိုစောင့်မျှော်နေတယ်ထိန်နဲ့လေးရတယ် ကြားချင်းကိုပုံပြီးယုံကြည်ကြောင်းလန်သွားအောင်ခြောက်လန့်ပြောဆိုပြန်တာပေါ့ကွယ်ဖိလာဦးကြားချင်းလာပိတ်မှန်မှထင်ဟန်နေတဲ့ကျုပ်တို့အဖို့ရွှေရုံနဲ့စံပွင့်နေတဲ့လူသားဖို့တို့ရဲ့ပုံရင်းတွေလေသူတို့တွေဟာလနဲ့သားရဲ့အမိတ်ရွှေတွေပဲအဖို့ရွှေရုံရဲ့မြေးဖြစ်တဲ့ကျုပ်ကိုရရဆက်ဆက်ကစားပြလိုက်မယ်ဆိုရင်တော့ခမားတိုင်းနဲ့ခမားကံပဲဗျာကဲပြောနေရတာကြားတယ်ကျုပ်ကိုအခုချက်ချင်းကစားပိုင်းတော့လေဗျာဟုတ် ပြောလိုက်တဲ့ဒီအချိန်မှာလာပြည်ဝင်ကြီးကိုဆူဆူဆိုင်ဆိုင်လမ်းမြောင်ကြီးရှုံနေတဲ့ကြာငစင်းလေးကြီးကလာပိတ်မှန်ပေါ်မှာယုံတကောင်ဝိနေတယ်လို့ကိုထင်အောင်ထင်မှာမြင်တွေ့လိုက်ရလို့ထိနေရဲ့ပရိရေကိုယုံစားမိပြီးအကြီးအကျယ်ထိမ့်လန့်ကြောက်ရွံ့သွားရှာရဲ့မင်းပြောတာမှန်တယ်ယုံနေရင်လာပိတ်မှန်ပေါ်မှာစံဖွင့်နေတဲ့အဖိုးတို့ရဲ့ အနားမှာဝှက်ပြီးလမ်းနဲ့သားရဲ့အမှုတော်ကိုဖြန်းနေတဲ့မင်းတို့ဟိုရွှေရုံရဲ့အရေးကိုငါလက်တွေ့မြင်လိုက်ရပြီးမင်းဒီနေရာမှာပဲအေးအေးဆေးဆေးနေခဲ့တော့ငါကတော့ဝမ်းရည်အတွက်သုံးနှစ်ကြည့်တယ်။တွားရအောင်မယုံလေးရင်တွားပြီးဟေ့ ကြာကြီးကထိနဲ့ကလေးကိုလှုပ်ပေးလိုက်ပြီးကြောက်အားနဲ့အားနဲ့နှုတ်ဆက်ကတောနဲ့ကြီးရဲ့ကို ဝင်ပြေးသွားပါတယ်။ထိနဲ့ကလေးလည်းအချမ်းချမ်းကောင်းလို့အသက်ချမ်းသာရာရသွားတော့ပေါ့ကွယ်။ပုံမြင်လေးကတော့ဒါပါပဲကွယ်။ကလေးတို့ရဲ့အသက်ပြင်းအနေရနဲ့ရင်ဆိုင်ကြုံတွေ့ရခြင်းမှာအမှုတော်တုံးချပြီးလူမြရာလမ်းကို ရှာကြံနိုင်ခဲ့တဲ့ထိနဲ့ကလေးကို အားကြအတူယူနိုင်ကြပါစေကွယ်။